ပိတ်သမားအလုံးနဲ့မိင်္ဂလာပါ Snow White Channel ကနေပြီးတော့ပိတ်သက်တီအားလုံးကိုတင်ပြကြည့်စစ်လိုက်ပါရစေ။ဒီကနေ့မှာကျွန်တော်ရဲ့ Channel လေးကနေတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးသူဇေနာရမညာရေးသားထားတဲ့ဘာပြတာနေကိုပြောင်းတက်လုံးဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါရစေ။တင်ဆက်မှုလေးကိုမစားခင်မှာပိတ်သက်တီကကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားပြီးတော့ဒီသမားတွေကိုသိနိုင်အောင်လို့ဘေးနားက Notify Bell လေးကိုလည်းထိတ်ထားပေးကြပါအောင်ဗျ။ဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးသောမဲ့ဒီကတော့ကျွန်တော်ကခန့်မဲ့ဖြစ်ပါတယ်။ ကဲဒါဆိုရင်တော့တင်ဆက်မှုတွေကိုစားလိုက်ကြရအောင်ဗျာဗကံမျိုးမှရှိတဲ့ဇေဒီပြက်တစုပေါ်မှာတော့မောင်ကောင်းတဲ့ကွန်လာတို့နေရောက်ရေကြီးတွေကိုတန်ဘရက်တီနဲ့ပွတ်တိုင်းနေခဲ့တယ်ဇေဒီအောင်ချီမှာတော့ကျန်တဲ့ချောင်းကိုစုံရီထိုင်နေတဲ့လူကမိမရင်ကြီးတွေကြံနေသေးတယ်မင်းတို့အထောက်အကူရင်ဒီဇေဒီမှာပဲမိုးချုပ်သွားမှာနော်နောက်မှရောင်တော့ဖိတ်ခိုင်းထားတဲ့စီဒီမပြည့်လို့ရက်ထက်တိုးနေရမယ်။အဲလိုဆိုပြီးပြောကရေးကျဲကျဲလှုပ်နေခဲ့ပါလိမ့် မကောင်းတဲ့ခွန်လာတို့နဲ့သူတို့ပြည့်နေသူတို့မို့စောရကမတန်ရေးပဲချွေးတီးတီးကြောက်တဲ့အထိတန်ရှိလုံနေတဲ့ချိန်ကြီးတော်အချီနားမှာရှိတဲ့အုတ်ခဲလေးတစ်လုံးကအပြင်ကိုချော်ထွက်သွားခဲ့တယ်။အခုအထဲမှာတစ်တာတစ်လုံးပါလား။ဟာရုံးနေတာလေးပါလားထုတ်ကြည့်စမ်းမကောင်းတို့လည်းတစ်တာကိုလက်ညိုးနဲ့ကလော်ပြီးကြီးလိုက်ရအဖုံးမမအတွန်းတက်ပြီးပါရဲ့လက်ရည်နဲ့ထိုက်သူယူစီလို့ရေးထားတဲ့စာတချို့ကိုမြင်လိုက်ရတယ်။ထိုက်သူယူစီဆိုပါလားအထဲမှာပါရှိလဲဖွင့်ကြည့်ဦး အကျက်နေရဲ့ဗျာအအန်ကဒီဘက်ပါလေမင်းကဖင်ရဖွင့်နေတော့ဘယ်ရမလဲဒီလိုပဲမောင်ကောင်းကတစ်တောက်ကိုလက်သေးနဲ့ခွာပြီးဖွင့်လိုက်တော့အတင်းကဒီခင်းရောင်အလုံးလေးနှလုံးချက်လာကြီးချက်လုံးနှလုံးပါလားဘသူရာများဒီလိုစီရင်ဌာပနာထည့်သွားပါလေဌာပနာမဟုတ်ဘူးကထိုက်သူယူစီလို့ရှိတာတွေ့တဲ့သူကိုယူစီခြင်းလို့နေပါအကူကြီးကယူလေကျွန်တော်တော့မယူရင် ငါလည်းမယူရဲပါဘူးကသူအေးထားတဲ့အချိန်ပြောပြတာမယောက်သားဓာတ်လုံးနှလုံးကိုကင်မှုရရှိအောင်ကန်ကြည့်လိုက်တဲ့ချိန်အဟိုးလကောင်ဘယ်ပြောက်သွားလဲဒီနကောင်လေးတော့ငါစိတ်ညစ်ပါတယ်ရိုက်လူစရိတ်ကြောက်ရရဲ့တန်ထွက်လာခဲ့ပါလိမ့်သူမျက်စိရှိတဲ့တဲ့မှာဇာနီရဲ့မောင်ကောင်းလေးခွန်လာကတော့ကင်ထားတဲ့ပတံများကိုကြည့်လိုက်အချင်းချင်းကြည့်လိုက်လို့ပြီးကြောင်ရိုးကင်ထားတဲ့ကြံကြောင်းကိုဆက်ကနေဆွဲယူလိုက်ပါရင်ဘာလဲဟာဟေးတရေချောက်တာလား ။ဂျာယုံကလျော်မှာဝဲပြန်နေတဲ့ဂျန်ကောင်းကိုကြည့်ရင်အမြင်အာရုံကိုစူးစိလိုက်တယ်။ဂျာဝိမဲ့ဘာမှအမြင်ရတာကြောင့်စိတ်ထဲအနေငယ်စိုးရိမ်သွားပြီးတပိုးကိုယူကဂျန်ကောင်းကိုရိုက်မလို့ဟန်ပြင်လိုက်တယ်ဆိုရင်ပဲသူ့အရှိမဆက်ဖြဲဖြဲလုံနေတဲ့တကောင်းသားနှကောင်ပေါ်လာခဲ့ပါရဲ့။ဟင်မင်းတို့ဘလို့ကြောင့်ရုတ်တရက်ကြီးကိုပြောက်သွားတာလဲ။ပေါ်မတယ်ရောငါစီရင်ထားတဲ့ကိုပြောက်အင်းကိုတုံးလိုက်တာမလား။ဘယ်ရောက်ကိုပြောင်းအင်းရပါလေကျွန်တော်တို့ကမမြင်ရတာတီချာတော့ကြအောင်ပြ မောင်ကောင်းကအိတ်ကူဟာပြီးချဲမှရှိတဲ့ဈေးဈေးကအရွယ်အလုံးတလုံးကိုလှစ်ပြလိုက်ခြင်းမှန်စမ်းဂျောင်မင်းတို့ဘေးကနေရလာလေဈေးဒီကိုတန်ရှင်းလုံနေတဲ့ထဲရောက်နေထွက်လာလေဒီမှာကြည့်ကိုကြောင်ရွေးလေခေါင်းတော်ခံပြီးရုပ်ဘူးကိုကြည့်လိုက်တော့အပေါ်မှာရေးထားတဲ့စာသားကိုမြည်တွေ့သွားခဲ့တယ်ထိုက်သူယူစီဆိုပါလားဒါဆိုဒီတလုံးကိုမင်းတို့ပိုင်တာပေါ့ဒီကိစ္စကိုဆရာလာရင်ပြောပြပါမယ်တို့တို့သဘောနဲ့တော့မယူရဲပါဘူးဗျာ မကောင်းကတလုံးကိုရင်ဘူးရဲ့ပြန်ထည့်ပြီးမူလနေရာမှာပြန်ချဖို့အလုပ်ပဓာပီတလုံးကဒီလိုမထင်မရှားစေဒီမှာစာပနာထားတာဘူးအဲ့လိုဆွေတဲ့နဲ့ဒီလီကားဘုတ်ကိုတက်လာရင်အောင်ရတာကိုနှိမ့်လိုက်ရပါတယ်ဆရာဘယ်တဲ့ရောက်နေရလဲမေလိုချာယူရဲ့ကျန်သောကိုယူပြီးစာနောက်ထဲရောက်နေတာဘယ်လိုလဲစီရီကိုတန်ရှိလို့ရတာအစီအပြေလားအစီအပြေပါတယ်ဆရာဒါနဲ့ဒီ ဒီတလုံးအကြောင်းအရာဘလို့သိနေရလဲမင်းတို့အချိန်တော့ပြရင်ကိုတော့ပြီးပြောက်ွယ်သွားတဲ့အချိန်ဆရာတော်ကြွလာခဲ့သူမိန်းလာကအရှင်အင်းစာကောနာထွက်ရောက်ပါတော့ကစီရင်ခဲ့ဘူးရဲ့ပဓာသေးတလုံးနှလုံးဟာစိမ့်ရဲ့ညီမစိနဲ့တမိုင်ပတ်လည်တွေမှာရှိနေတယ်ဒါကြောင့်တမိုင်ပတ်လည်တွေမှာရှိတဲ့စိတွေကိုတန်ရှင်းလုခိုင်းခဲ့တာပဲကံကောင်းတဲ့တော့မင်းတို့ကရပ်ပိုင်းလောင်းတဲ့တလုံးကိုရှာတွေ့ခဲ့တယ် ကျွန်တော်တို့ကဒီကြလုံးနဲ့ပဋ္ဌာန်းဆက်ပါလို့ရှာတွေ့ရတာတိတ်ဟုတ်တာပေါ့အရှင်အေးစာကောနာဆွေပုဂ္ဂိုလ်ကဆရာတော်တော်ကြလုံးပင်မှာရှိရဲဆိုတာအရှိအမှတ်ပဲပြောနေတာဒီကြလုံးကိုမင်းတို့ရဲ့ပညာသူကိုယ်တွေဖြစ်ခဲ့ကြတဲ့တက်ခိုင်နဲ့တောက်ရတို့ကလည်းရှာဝေရဘူးလေအမေသားရဲ့စကားကြောင့်မောင်ကောင်းနဲ့ခွန်လာရီရဲ့မျက်နှာကချက်ချင်းကြည်ကြည်သွားပြီးဟန်ပန်မူရာကစပြောင်းလဲသွားခဲ့ပါတယ်ကျွန်တော်တို့ဘလို့တာဝန်နေထမ်းဆောင်အောင်လဲဆရာ ဆရာသာမိဘင်းရင်ကျွန်တော်တို့ဘာမှမစိုးလို့ဘူးအဲ့တင်ပါကျွန်တော်ရောပဲဆရာအကုန်နဲ့ဆရာသာပါရင်ဘာမှမစိုးလို့ရင်းပါရယ်ခေါင်းနာစကားဆုံးမှာမကောင်းရဲ့နှခမ်းလေးကမတိမတာလေးပြုံးသွားခဲ့ပါရယ်ရင်းတို့တယောက်ကလူငယ်ဘွားကနေလာခဲ့တာမို့တခါတလေဒီစွတ်တိုးဆန်ကြရယ်မဟုတ်မခံကြည်စိရှိကြရယ်ဒါတချို့နေရာတွေမှာသုံးဝင်တယ်လို့တချို့နေရာတွေမှာအရင်အန်တီရများရယ် မင်းတို့ချိန်နောက်ပြန်ရီကိုတုံပြီးမြက်ပေါင်းများစွာကိုပြန်သွားခဲ့တာဘလောက်အန်တီအများလဲဆိုတာသိလားအဘေသားရဲ့စကားကိုမောင်ကောင်းနဲ့ခွန်လာတို့နှစ်ယောက်လုံးတုတ်တုတ်မြပြီမလုပ်ပေးနားထောင်နေကြတယ်ဆရာတော်သားမင်းတို့ဖြစ်ကိုကြုံမမြင်နိုင်ခဲ့ဘူးမင်းတို့ကိုမတွေးပေးခဲ့ဘူးဆိုရင်မင်းတို့ရောကြာပြီရောခေဟောင်းမှာပိတ်မိပြီဘဝကုန်ဆုံးသွားမှာဆရာကျွန်တော်တို့ကမေးလို့ရမှာတစ်ချိန်လုံးညီကြီးရဲ့အကြောင်းကအဆောင်ကြောင်းထိုင်နေရကနေထလိုက်ပြီးမေးလိုက်ပါတယ် မိလီမောင်ကြယူအချိန်တော့ပြင်ရင်ကြောင်းကိုကျွန်တော်လည်းလေးလာဘူးပါပဲဒါကြောင့်လည်းဒင်းတို့နှကောင်ကိုမချင်မပဲကူညီပေးသလိုဖြစ်သွားခဲ့တယ်ခင်အောင်ကိုရောက်တော့စုံခဲ့တဲ့တံတောင်းစားကြီးခဲဆိုတာဆရာတော်နဲ့စုံခဲ့ရတဲ့သူလားဟုတ်တယ်ကြယူဆရာတော်ကမင်းတို့ဖြစ်မှန်ကိုမြင်လို့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းကကြိုးစီစဉ်ထားခဲ့တာအကျွန်တော်ကအချိန်တော့ပြင်ရင်ကိုဆွဲသလိုအနာဂတ်ကိုသွားတဲ့အင်းကိုလည်းဆွဲလို့ရမယ်ခြင်းနေရာ ဒါပေမဲ့တစ်ခါမှတော့မဆန်းသက်ခဲ့ဘူးအနာဂတ်ကိုသွားတဲ့အိမ်ကဆရာတော်ကခွင့်ပေးမှတုံးလို့ရတာဒါကြောင့်ပြောချင်တာကဒီလိုဖြစ်ရမျိုးအခွင့်မရဘဲဘယ်တော့မှမလုပ်ဘူးပဲကျွန်တော်တို့နားလဲပါပြီဆရာမြောက်တော်ဒီလို အမှားမျိုးမရှိစေရတော့ဘူးလို့ကတိပေးပါတယ်မင်းတို့တယောက်ကိုခုထိန်ရစာပြီးတောင်းဝန်တစ်ခုပေးမယ်ဒီတောင်းဝန်ကိုဆရာတော်ကိုယ်တိုင်ပေးခိုင်းတာမို့အမှားအယွင်မရှိအောင်လုပ်ဖို့တော်လူပဲ ကျွန်တော်တို့ကြိုးစားမယ်ဆရာဘလို့တာဝန်မျိုးလဲဆိုတော့ဒါပြောပါမင်းတို့နေရာပဓာသီတလုံးကိုဓမယံကြီးစီဒီတွင်ပတ်လန်းတဲ့ကိုရေးသွားနိုင်မယ်ကုပန်တန်နဲ့ရောက်ရင်ပဓာသီတလုံးနှလုံးကိုတလုံးနဲ့ဖြစ်အောင်လုပ်ရမယ်ဒီခီးကခက်ခဲကြမ်းတမ်းနိုင်တဲ့အပြင်ပထမတော်ရဲ့ကိစ္စတွေလည်းအထင်မြင်ဖြစ်လာနိုင်တယ်နောက်ဆုံးမင်းတို့နားလေအောင်ပြောရရင်နေအောင်လုံးအသက်သေးတဲ့အထိတိုင်းအန္တရာယ်များတယ်မင်းတို့လုံနိုင်ပါမလားကျွန်တော်တို့နဲ့ဆရာမလိုက်ခဲ့ဘူးလား ဒီတလုံးကမင်းတို့နေပဲပဋ္ဌာန်းဆက်ပါတာမို့မင်းတို့ကိုယ်တိုင်ဖြေရှင်းရလိမ့်မယ်။လုပ်မယ်စရာဘလို့အခက်အခဲတွေရှိပါစေဖြစ်အောင်ကိုလုပ်မှာ။ကျွန်တော်လည်းအခုပြောသလိုအောင်မြင်တဲ့အထိကြိုးစားမယ်။ဒါပေမဲ့မင်းတို့ဆုံးဖြတ်ပြီးပြီဆိုတာသိကြလား။မသိကြပါနဲ့စရာ။ကောင်းပြီ။သိကြရင်ဆိုရင်တော့မင်းတို့အတွက်လိုအပ်တဲ့ကြည်ကြံမှုတွေစတင်ကြအောင်မယ်။ဒီညတကောင်ချင်းအသင်ဖြစ်နေပါစေ။အမေတကစကားကိုခက်ပြက်ပြက်ပြောရင်ဖလန်းမကဲမှရှိခဲ့ ကူပရားတစီဘက်ကိုထွက်သွားခြင်းလိုက်ပါ၏။ဘာကားလို့လဲတဏီကုံတန်ရှင်းလှုပ်ချတာမလို့ရပန်းနေတဲ့ခန္ဓာကိုယ်ကိုစီကျော်တန့်စင်ရအတွက်အတန်သင့်ဝေးတဲ့ဘုန်းကြီးကျောင်းကိုသွားပြီးကိုလက်သက်စင်ကယောဂီဝိဆုံကိုတည်သက်စွာဝိဆင်ထားရင်းရသကောင်ထင်ကိုစောင့်ဆိုင်နေခဲ့လိုက်ပါ၏။လာယောကပကံပြီးပေါ်ကိုအတိုင်းစားပေကြောက်ရောက်နေရာကြောင့်ပဝင်းကျင်မှာရှိတဲ့အရာဝတ္ထုတွေရှင်းနေစွာမြည်တွေ့နေခဲ့။အဲ့ဒီချိန်သူနေရာကမောကောင်းလို့ရှိတဲ့ဇေဒီကိုဖြည့်ဖြည့်မှန်မှန် လမ်းလျှောက်လာပြီးတော့လှမ်းနေလိုက်ရတယ်။အနားရောက်လို့ကြည့်လိုက်တော့ဖြောင်းစင်းနေတဲ့သပင်ကိုတည်သက်စွာထုံထားတဲ့ဆရာဖြစ်သူနဲ့တူအနှဲငယ်ကောက်ကွေးနေတဲ့သပင်ကိုတက်ရက်စွာစီးနောက်ထားတဲ့မေယိုကာကာနာရင်စင်းစင်းလူတယောက်ကိုမြည်တွေ့ခင်ရတယ်။ကိုကိုကြာရုံးမလား။မကောင်းတော့အားကဲသွားခဲ့ပြီ။ဘာကြောင့်လဲဆိုတော့ရခင်ကသပင်ဗုဒ္ဓိုင်းနှကမ်းမွေးမုတ်စိတ်မွေးတွေနဲ့ညတင်းညက်ပက်နေတဲ့သူကအခုလိုအသက်ရှင်လိုက်တော့တော်ရုံကြည့်ကောင်းပါလေဆိုရယ်ယောက်ျားတွေချက်ချောင်ပို့ပြီး ခံကြားနေခဲ့တယ်မလားကဲသူတို့မိတ်ဆက်ပေးလိုက်ပါဦးဘာမဲသာစကားကြောင့်ဇာယုတစ်ဖြစ်နဲ့ပါလာရဲသူကမကောင်းတို့ကိုကြည့်ပြီးလက်ကနေပြုံးလိုက်ရညာခံဆွတ်အောင်တာကပေးစိကရှိအချံလေးတစ်ခုပေါ်လာတာကိုမြင်တွေ့လိုက်ရတယ်ကျုံနမေကပြက်ကားလို့ခေါ်တယ်ကျောင်းမကားတော့ပကံမျိုးဟောင်းနေပြီးတပိုက်ကိုလာတဲ့ပုဂ္ဂိုလ်တွေကိုကူညီပေးရတာပဲ အခုလိုကြတော့လေကိုကြယူကအော်အဲကိုပြတ်ကအရင်ကြီးလို့ကောင်းတာပဲမောင်ကောင်းစကားကိုပြတ်ကကဘာမှပြင်မပြောပဲပြုံးယုံသာပြုံးနေခဲ့ပါလိမ့်ပြတ်ကမင်းရောအသိဖြစ်ပြီလားဖြစ်ပါပြီဆရာဒါဆိုရင်ရုံနံခွဲတုပ်လို့ရတယ်ကြည့်စင်စားကြတာပေါ့အဘယ်တကဇေဒီပေါ်မှာလေးတော့ပုံစံနေရာယူခိုင်းလိုက်ပြီးလက်ပင်ကတော့ရွတ်ဖက်လိုက်ရအရင်လေးမျက်နှာကနေမိဆက်လိုက်နေတို့တလို့လင်းရင်းနဲ့လက်ကနေအရာတွေထွက်ပေါ်လာခဲ့ပါလိမ့် ။ဘောကောင်ခေါလာမင်းတို့စိတ်ဒီနှဖူးလေမဆုထားစ။အမေတကခြေစိတ်ကိုလမ်းပြရသူမို့မျက်လုံးကိုဖွင့်ထားပြီးဘောကောင်နဲ့ခေါလာကိုဒီဆိုင်မမအကဲခန့်နေခဲ့ပါရဲ့။ရက်ကကတော့တင်ဘလူကေချပြီးပေါင်တစ်ဖက်စီပေါ်မှာလက်ညှိုးနဲ့လက်မချီးရဟန်ပြေလောက်ကငိမ့်တက်နေခဲ့ပါရဲ့။ခန္ဓာကိုယ်ထဲမှာရှိတဲ့စိတ်ဆွဲအိတ်တွေကိုနှဖူးအလေတဲတဲကိုပို့ထားစ။ဘာအကြောင်းအကြောင်းနဲ့မှမျက်လုံးမဖွင့်ကြည့်မိစေနဲ့။ မောင်ကောင်းနဲ့ခေါင်းလာတို့လည်းဆရာပြည့်သူပြောတဲ့အချိန်မိမိတို့ရဲ့စိတ်ဆွမ်းအားတွေကိုစူးစီးပြီးနဖူးအလေတဲတဲ့ကိုပို့လွှတ်လိုက်ရာမဲမောင်ဖုံးနေတဲ့အမင်းအာယုံကနေမျက်စိကြိမ်မတဲ့အဖြူရောင်အလင်းတွေနေလာခဲ့ရတယ်။ထူးဆန်းလိုက်တာဒီကလေးနှစ်ယောက်ကဘလို့ကြောင့်တစ်ချက်သေးကြနေရပါလေ။အမေတော်ကစိတ်တေးကောင်းနေရေရွရေမောင်ကောင်းနဲ့ခေါင်းလာကိုကြိတ်လိုက်တော့နှစ်ယောက်လုံးစီမှာပြောင်းရိပ်ကြီးတန်းနေရမြင်လိုက်ရပါရဲ့။မောင်ကောင်းခေါင်းလာအားတောင်ကြလား ကြားရရင်စိတ်ထဲကနေပြန်ပြေးကြားရစရာပဲ့တင်တယ်လို့အတန်ပြုနေကြားရတာအကျွန်တော်လည်းကြားရစရာအခုပြောတဲ့အတန်ကိုလည်းကြားနေရတယ်မင်းတို့ရဲ့စိတ်တွေထိန်းချုပ်တာအရန်ကြောတယ်အခုဘယ်လိုခံစားနေရလဲမောင်ကောင်းအရှင်ပြောကျွန်တော်ကလီပေါ်မြောက်တက်တော့မဲ့တိုင်းခန္ဓာကိုယ်ကပေါ်ပါနေရစရာခေါင်းကရောဘယ်လိုခံစားနေရလဲဘာမှမခံစားမိသေးဘူးခဏလေးစရာ ကျွန်တော်နှာခေါင်းထဲမှာစိမ့်ရွှေမွေးပြဲနဲ့ရင်းနှက်တစ်ခုရနေတယ်။ခေါင်းနဲ့စကားဆုံးမှာတင်ပလီကေထန်နေတဲ့ပြက်ကားကရုတ်တရက်ထားရလိုက်ပြီးစီဒီအောက်ခြေရဲ့မလန်းမကန်းမှာပေါန့်နေရဲ့တမမေးစီကိုပြေးဆင်းပါခဲ့တယ်။ဘာနဲ့မှမရတော့ဘူးဇာ။စိတ်ထဲအေးချမ်းနေရပဲတည်ရတယ်။ခေါင်းနဲ့စကားဆုံးမှာပြက်ကပြင်းအောင်လာပြီးမူလပုံစံတိုင်းပြင်ထိုင်နေခဲ့ပါလိမ့်။ဘာမဲ့တော်ရလဲတကောင်ချိန်ကနေအာယုတက်ချိန်အထိတမထချိန်ကိုကြင်ကြံပြီးရောင်ရီပြိုးတဲ့ချိန်ရောက်တဲ့ချိန်မှာတော့ဒီနေ့ရောဒီလောက်ပဲ။ အခုတော့မင်းတို့နားလိုက်ကြအောင်။ငါဖြက်ကနဲ့လမ်းလျှောက်ရေးစကားပြောလာအောင်။ဟုတ်ကဲ့ဆရာ။ကျွန်တော်တို့လည်းဒီကုလုံးအောင်ရီကုံသားတို့လိုဖြစ်နေလို့ခဏကြောဆန်းလာအောင်။ဘာကောင်းတဲ့ကုံလားတို့ဇေဒီပေါ်မှာလဲလျောင်းနေတဲ့အချိန်ဘာမြတ်တာတို့လမ်းလျှောက်ထွက်လာခဲ့ကြရင်ဖြက်ကညတစ်ချက်ဒီအချိန်တော့ကဘာဖြစ်တာလဲ။ဥစ္စာသောမတရားကိုဆရာတို့ပြန်ချက်ထားတဲ့ကုံရထဲဝင်လာလို့တွားမောက်ထုတ်တာ။ညသူတို့အချိန်ကြီးဘယ်လိုရှိလဲဆရာ။ ဒီပုံစံတိုင်းဆိုမကြခင်အောင်ပြင်နိုင်ပါပါဆရာတော်ရေရထပ်ပါတယ်ကျွန်တော်တို့ကဆိုဒီအစင်ရဖို့တစ်နှစ်တောင်ကျင်းခဲ့ရတာမလားဟွန်းလေလိုကဆူဆူခက်တီတီလူကအခုလိုဖြစ်လာမယ်လို့ဘယ်သူမှထင်မလဲနော်ဖြစ်ချင်းနေတော့လေဖြစ်လာတာပေါ့ဆရာကြီးဒါနဲ့လေသူတို့အတွက်ဒီစမ်းသပ်မှုကကြီးလို့မနေဘူးလားဆရာခက်ခဲမှုကိုရင်ဆိုင်နိုင်မှသူတို့ရှိတိုးတက်မှာလားဒါကြောင့်ဒီတော်ကသူတို့ရဲ့ပညာကိုပြင်းမစီမှာပါ ။အဘယ်သာတို့လည်းစကားတပြောပြောနဲ့လမ်းလျှောက်ရင်းစေဒီဟုပြောင်းလာတဲ့အချိန်မှာတော့မောင်ကောင်းတဲ့ခွန်လာတို့တရားထိုင်နေတာကိုမြင်တွေ့နိုင်ရတယ်။ဖျက်ကားကတော့မောင်ကောင်းတဲ့ခွန်လာကိုအားအသင်းနဲ့မျက်လုံးတွေနဲ့ကြည့်နေပြီးမြင်အမေသာကတော့နှကန်းတောင်လေးတွန့်ယုံတာပြုံးလိုက်ပါတော့တယ်။မောင်ကောင်းတဲ့ခွန်လာတို့တညာလုံးမလုံးမရှက်တဲ့တရားထိုင်နေခဲ့တာအာယုတက်လူကံလေးအချိန်မှာတော့သူရဲ့ခန္ဓာကိုယ်ထဲကနေအကိုငွေတံတန်ကိုပွားရီထွက်ပေါ်လာခဲ့ပါတယ်။ဒီမြေကွေးကိုမြင်တဲ့အောင်မြတ်သားကဘေးမှာထိုင်နေတဲ့ပြက်ကောက်ကိုကြည့်နေတယ် အတိတ်ဘဝကပါရမီခံပါလာတော့ဒီလိုကြည့်စင်ကသူတို့တဲ့တိတ်မခက်ခဲပါဘူးကျင်ပါလေမသားခင်မအိတ်ကျန်းကနေနိုးထလာတဲ့ကျင်းကတူရဲ့အတန်နဲ့တူမောင်ကောင်းနဲ့ခွန်လာတို့တရားဖြုတ်ကခြားနာခဲ့ကြတယ်မင်းတို့မြောက်လုံးကထင်တာထက်ပိုပြီးအရေးချင်းရှိကြတာပဲအဆရာတိကျတာမခံယူရမအောင်ကျွန်တော်တို့ဒီနေ့ရောကြင်ကြင်ရအောင်ပါလားဆရာချက်ပြီးရောကြင်ကြင်ဖို့လိုနေမယ်ဒါပေမဲ့အခုတော့မဟုတ်သေးဘူး ဒါဆိုကျွန်တော်တို့ဘာဆက်လုပ်ရမလဲဆိုတာလမ်းညွှန်ပေးပါစီ။အခုချိန်အားစပြီးမင်းတို့နေရာရဲ့ကီးစင်စတင်ရတော့မယ်။ဓမ္မယကြီးဘုရားအတွင်းပတ်ချံကိုဝင်ရောက်ပြီးတော့တစ်လုံးနှလုံးကိုတစ်လုံးနဲ့ဖြစ်အောင်လုပ်ပါ။အထဲမှာမင်းတို့စောင့်နေရသူရှိတယ်။ဟုတ်ကဲ့ပါစီ။ကျွန်တော်တို့အစွမ်းရှိသလောက်ကြိုးစားပါမယ်။အခုတော့ဆရာကတော်ပြားစီ။ဘာကောင်းတဲ့ခေါင်းလာတို့ကဆရာဖြစ်သူကိုတီချင်းငါးပန်းနဲ့ကတော်ပြီးပြက်ကောက်ကိုနှုတ်ဆက်ကစေဒီဘောကောင်တွေထွက်ခွာသွားခဲ့ကြပါရဲ့။ အကုန်ဓမေယကြီးဖျားကိုအရင်ဟကြာဘူးလားမရောဘူးဘူးကွာဓမေလူကြီးတွေပြောတာကြားဘူးလေလူကြီးတွေကဘာပြောပါလဲဓမေယကြီးဖျားဟာအကြောက်တရားနဲ့တည်ကြားရဖျားတယ်ဘာလို့အကြောက်တရားနဲ့တည်ကြားရဖျားလို့ပြောလဲဆိုရင်ဘရသူမင်းဟာသူခမဲတော်အလောင်းစီသူမင်းနဲ့အခုတော့မင်းရှင်စောကိုတက်ပြီးတီနဲ့ရောက်ယူခဲ့တဲ့သူမလို့သူ့အဖြစ်တည်ကြည်အောင်ဒီဖျားကိုတည်ခဲ့တာလေဖျားတည်ရဲ့အခါမှာလေသူကိုယ်တိုင် ကြီးကြက်ခဲ့ပြီးအုတ်စီလက်ရကလည်း အတော်ကိုကောင်းမွန်တယ်လို့ဆိုကြတယ်။ဒီကောင်ဖျားတဲ့လာကိုလာစေရင်အုတ်တချက်နဲ့တချက်ကြအဲ့နဲ့ထိုးကြည့်တာလေ။အဲ့နဲ့ထိုးလို့အထဲမှာဟာနေရင်အဲ့ဒီနေရာကိုတာဝန်ယူတဲ့ပညာပေတုကပညာတဲ့ဘီကိုတက်ပြစ်တယ်လို့ဆိုစမှတ်ရှိခဲ့တယ်။အဲ့ဒါတော့ကျွန်တော်လက်ကြားဘူး။ဆရာကကျွန်တော်တို့ကိုပြောတဲ့စကားတွေမှာဒီခီးစင်ကအရန်အန်တီရဲ့များတယ်လို့ပြောရင်တော့နောက်ပြီးအတွင်းပတ်လန်းလေးကိုဝင်ရမယ်လို့လည်းပြောတယ်။ကျွန်တော်သိရသလောက်အတွင်းပတ်လန်းကပိတ်ထားတာမလား။ ပိတ်ထားလဲဝင်လို့ရမယ်နေရောရှိမှာပါတခုတော့ရှိရနော်ဒီအချိန်ကဖျားဘူးတွေရှိနေနိုင်တာမလို့ဘာလို့တတိထားမှာဟုတ်ကဲ့ကိုကျွန်တော်လည်းတက်နေသလားတတိထားပါမယ်ဘာကောင်းနေခွန်လာလို့လဲစကားတပြောပြောနဲ့လမ်းလျှောက်လာရင်ကားဆက်တန်ကြလို့လှည့်ကြည့်လိုက်တော့ဖျားဘူးတွေအပြိပါရဲကားတစီဖြစ်နေခဲ့ပါရင်နေရာလဲပူတာနဲ့ဘယ်ထိသွားလို့လဲဗျာဓမယကြီးဖျားသွားလို့ပါဒါပြလမ်းကြောင်းလေလေ ဒီကနေ့ဆိုအဝေးကြီးလမ်းလျှောက်ရအောင်ပါကောင်းတော်တာခေစားကားသမားရဲ့စကားကြောင့်မောင်ကောင်းတဲ့ခွန်လာတို့လည်းကားနောက်ထဲမှာတွဲခိုရင်းလိုက်ပါသွားခဲ့ကြပါရဲ့ဖရားရောက်တော့ကားသမားကိုဂျေစုတင်ကြောင်းပြောပြီးဖရားတွေကိုဝင်လာခင်းလိုက်ကြည့်အပြင်မှာပူပင်းသလောက်ဖရားတွေဝင်လိုက်တာနဲ့အေးချာနဲ့ခံစားမှုကအစတင်ပေါ်ပေါက်လာခင်းပါရဲ့မောင်ကောင်းတဲ့ခွန်လာလည်းဖရားတွေရောက်တာနဲ့ဥစွာကတော်လိုက်ပြီးအသေးဘက်ကိုလှည့်ပတ်ကြည့်ရှုနေခဲ့ကြပါရဲ့ ဓမ္မယကြီးဘုရားရဲ့ပနတ်ပုံစံဟာအာနန္ဒလိုင်ကူဘုရားကြီးပနတ်ပုံစံနဲ့ဆင်တူပြီးလိမ္မာနာမှာအာယောကံမုတ်တွေရှိနေတာမြင်နိုင်ရတယ်။ဓမ္မယကြီးဘုရားအလယ်မတိုင်းပတ်လည်မှာဇင်းကြပလန်နှစ်ထပ်ရှိပေမဲ့အတွင်းဇင်းကြပလန်တစ်ခုလုံးနဲ့အပြင်ဇင်းကြပလန်တွေကလည်းအတွင်းဇင်းကြကိုဝင်ပေါက်အားလုံးကိုအုံနဲ့အတိပိတ်ဆို့ထားတာမြင်နိုင်ရတယ်။ဆရာတော်ကဒီနေရာပဲဖြစ်မယ်။ဘာဘောကအတိပိတ်ထားတဲ့အတွင်းပိတ်လန်ကိုကန်ကြည့်ပြီးနားနဲ့ကက်ကနားထောင်ဖို့လို့ ရည်တံတို့လိုအတန်တစ်ခုကိုကြားလိုက်ရတာကြောင့်နှစ်ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြတယ်။ရည်တံတို့ကိုကြားလိုက်ရတယ်။ဟုတ်တယ်ကိုကျွန်တော်လည်းကြားလိုက်တယ်။ခေါင်းလောက်ကစိတ်ထဲမတင်ကြတာကြောင့်နေရန်သားကတ်သွားတဲ့ချိန်အခုဒီဟာအုတ်စီယာတွေကိုကြည့်ပါဦး။ဘာဖြစ်လို့လဲခေါင်းလောက်အုတ်စီယာရီကအပြင်ပလန်းကအုတ်စီယာရီနဲ့မတူဘူးဗျာအပြင်ပလန်းအုတ်စီယာရီကအင်္ဂတီတူပြီးတော့အတွင်းပလန်းကိုပိတ်ထားတဲ့အုတ်စီယာရီကအင်္ဂတီပါနေတယ် ဟေးမင်းပြောမှငါလည်းသတိထားမိရဲ့။နောက်ပြီးနေရစေးပကြီးတွေရလဲအပြင်ပလန်းကလက်ရလာမကောင်းဘူးနော်။အနည်းဆုံးလို့ရေးဆွဲထားသလိုပဲ။အမမတို့ရောအတွင်းပလန်းကိုပိတ်ခံတော့အချိန်မရလို့ခက်မြမြန်လှုပ်ခဲ့ရတာတည်းနေ။ဒါဆိုဆရာပြောလို့အထဲမှာတခုခုတော့ရှိနေလိမ့်မယ်။ကျွန်တော်တို့အထဲကိုလုံးချင်အောင်။အထဲဝင်ဖို့ဆိုရင်ဆရာညအတင်းပေးတဲ့ရုပ်နဲ့ခွဲထုတ်တဲ့ကြင်စင်ကိုတုံးရမယ်ထင်တယ်။ တည်ကြတာပေါ့ကွာကဲတိတ်ဆိတ်တဲ့နေရာတစ်ခုရွေးလိုက်ရအောင်မကောင်းတဲ့ကုန်းလာတို့လည်းလူသူတိတ်မလာတဲ့ဂျောင်းချားချနေရာတစ်ခုကိုရွေးလိုက်ပြီးရုံနံခွဲထုတ်တဲ့ကြေးစင်ကိုစတင်ခေစားပါရယ်နိုင်ဝဲလောက်ကြောင်းလေးချိန်မှာတော့တရားထိုင်နေတဲ့ခန္ဓာကိုယ်တွေကနေပြန်တစ်ခုခုန်ထွက်လာခဲ့တယ်ခန္ဓာကိုယ်ကပေါ်ပါနေလိုက်ကြမသိရင်ဝါခိုးစာတွေအတိုင်းပဲဝါခိုးစာလောက်မနေနဲ့အထေရောက်ရင်ဘာဖြစ်လာမလဲမသိနိုင်တာပေါ့တတိကထောင် မောင်မောင်ကခွန်လောက်ကိုသတိပေးပြီးအင်္ဂရီနဲ့ပိတ်ထားတဲ့အတွင်းပလန်စီကိုထွက်လာခဲ့လိုက်ကြည့်အခုခေါမကြည့်ရောခွန်လောက်ကမင်းကောပြရာကြောင့်လှမ်းကြည့်လိုက်တော့အတွင်းပလန်ဝမှာဥကောင်းပြက်လူစင်စင်ဖြစ်နေရဲ့လူနှစ်ယောက်ပိတ်ရက်နေတာကိုမြင်လိုက်ရတယ်အလားတူပြေရှောင်းလန်းထဲမှာလည်းသွေးစွန်းနေတဲ့ဝိတ္တိဝိစင်ပြီးဥဒတ်ကိုရှောက်သွားနေတဲ့မချွတ်မလွတ်သေးတဲ့သူတွေလည်းထတ်ရှိနေကြတယ်မချွတ်မလွတ်သေးတဲ့သူတွေအများကြီးပါလားသူတို့အာယုံမထားနဲ့အထဲကိုလုံးရအောင် ။မောင်အောင်လုံးနဲ့တွင်းပလန်လေးကိုဝင်ဖို့တိုးကပ်သွားတဲ့အချိန်ခေါင်းပြက်လူစဲစဲဖြစ်နေတဲ့နေရာကလက်နက်ဖက်ကိုဆန့်ထုတ်ပြီးတော့ဒီနေရာကိုလင်းတို့ဝင်မရအောင်ပြန်ကြစမ်းအဲဒီလိုတားဆီးလာတဲ့ပြန်မောင်ကောက်ကလော်ရီထဲကနေ၃ခွက်အင်း၂ရွက်ကို၄ကောက်ခောက်ပြီးပြစ်ချလိုက်တယ်ဆိုရင်ပဲတားဆီးရတဲ့နေရာငေးတမ်းမောင်အော်ပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်။မောင်အောင်လုံးလည်းတားမဲသူမရှိရဲ့အတွက်အုံနေရန်ကိုပေါက်ပြီးထဲကိုဝင်လိုက်ရခန္ဓာကိုယ်ကရေခဲတိုက်ချင်းရောက်သွားတယ်လို့အေးဆက်လာပြီးခြေပြားလက်ပြားတွေကျင်တက်လာခဲ့တယ် အီလိုက်တာအထဲမှာလည်းမှောင်လေးပါလားခံစားချက်ရောအနှံ့တက်ပါမကောင်းဘူးဟာအကောင်လေးအပုံနဲ့ရတယ်လို့ပဲခေါင်းကစိုးရိမ်စိမ်နဲ့ပြောလာပြီးနေရာကိုလက်နဲ့ထိကန်လိုက်တော့ကနေနိုင်မီးတွေဟုန်ကနေဟုန်ကနေထထောက်လာခဲ့တယ်အထဲမှာစီမီးညာကြီးရှိနေပါလားအလိုရှောင်းတန်းမှာလည်းအမိုက်တရိုက်တွေမရှိပဲနဲ့တယောက်ယောက်လှဲချင်းထားတယ်လို့တန်ရှင်းနေပါလားခေါင်းကအဝေါ်စော်နဲ့ကြည်နေတဲ့အချိန်မိုးပေါ်ကနေပစိန်ကင်ထားတဲ့လူတယောက် ဝောကနေခုံချလာခဲ့ပါရဲ့ဒီနေရာကိုကျူးကျော်ဝင်ရောက်လာတာဘယ်သူလဲဟဲ့ကျိုးတော်ကတင်တို့ကိုအန်တရယ်ပေးမဲ့သူလည်းမဟုတ်ပါဘူးအထဲမှာရှိရဲ့ဘာပစ္စည်းကိုပါလေယူမဲ့သူမဟုတ်ပါဘူးမင်းတရားကြီးကဒီနေရာကိုဝင်ရောက်လာသူမှန်သမျှတုတ်တင်ကိုအမိန်ပေးထားတယ်ကွာတည်ကြစမ်းပစိငယ်နောက်လေးလူသားကြီးကကုန်းမဟန်ပြင်လိုက်တဲ့အချိန်ကိုလာကနေတလောက်ပြောမှမရရင်ငါလဲနိုင်တာလောက်ရမှာမေး ။အဲလိုပြောကလက်ညှိုးနဲ့ထိုးပြီးဘေးကိုဆွဲပလိုက်သည်။အေမော်ဒါရီလက်ညှိုးနဲ့ဆွဲပြေးခံထိသွားတဲ့လူသားကြီးကချက်ချင်းကုန်းထလာပြီးချက်မဲ့ရန်ပြီးပေါ်ဝင်လာခဲ့ပါရင်။ဒီဒီကမှတော့ခုံလာကလက်ဘေးကိုစုပ်ကိုင်နေဟန်လိုပြီးလေဝဆွဲတင်ကမြောက်တင်ထားလိုက်သည်။ဘာလဲဒီလိုမလုပ်ချင်ပါဘူးကွာ။ဘေးကပြောလို့မမရလား။ဒါကြောင့်မို့ခဏတော့ငြင်းငြင်းလေးလိုက်အောင်ခေါနာကလွန်နေတဲ့နဲ့အချုံရင်းကိုထုတ်ပြီးပြစ်လွှတ်လိုက်ရာတားဆီးနေတဲ့ဆောင်းရဲ့ခန္ဓာကိုယ်က နိုင်ငံပေါ်မှာပိတ်ငူပြင်းနဲ့ကတ်ထားသလိုဖြစ်သွားခဲ့ပါတယ်။အခုစစချင်းမှာအဆင်ပြေနေဦးနော်။နောက်ပိုင်းဒီချက်ပိုဆူးလာမယ်ကျင်နေ။ဒါပေမဲ့နန်စိတ်နဲ့ပညာပြရတာငါတို့သဘောကျတယ်ကွာ။အကျွန်တော်ရောပဲသဘောကျတယ်ဗျာ။မယောသားမိရောက်နေလင်းချိန်နေတဲ့ရှောင်းလန်းတိုင်းဝေပါခဲ့ရကြောက်ချက်တွေနဲ့ထူးဆစ်ထားတဲ့လေကားတစ်ခုရှိကိုရောက်လာခဲ့ပါတယ်။ဒါရတော့ဆိုပြီးကွာဒီထဲကိုဆင်းရအောင်မယ်ကျင်နေ။အဲဒါမှမရှိပါလားဆင်းရမှာမဟုတ်။ ခုနကနေရာမှာကြိတ်ထားတဲ့ကနေနိုင်မီးကိုပြုတ်ပြီးလေကားအုပ်ကိုထိုးကြည့်လိုက်တော့မရေမတက်နိုင်အောင်များပြားလာတဲ့မွေတွေကိုမြင်တွေ့လိုက်ရတယ်။ဟေးဒါမွေတိုက်မလားဆင်းလို့ရပါမလား။ဒါတလမ်းပဲရှိရလိမ့်။ဒီလမ်းမှာမသွားရင်သွားဖို့နေရာမရှိတော့ဘူး။အရင်လဲစိတ်ပူပါလိမ့်။ကျွန်တော်တို့ကနေမဲရှိရလိမ့်။မွေပေါက်လည်းမတည်ပါဘူးဗျာ။ဒါဖြစ်လေနေရာလုံးတွေကိုစီးကြရအောင်။ ။ဘောင်းကောင်းလေးကိုလာလေးတီကောင်းလေးလိုရစ်ထွေးနေတဲ့မွေးမွေးကိုကြောခွားပြီးဆင်းလာခဲ့လိုက်တယ်။ဒီကလေးကိုကြော်ပြီးချိန်မှာတော့အတန်သေးကျယ်ပေါ်နဲ့အခန်းတစ်ခုကိုမြင်တွေ့နိုင်ရပြီ။အစိုးရခန်းရဲ့တောင်လေးတောင်းမှာတော့ပကံခေလက်ရစစ်တီလေးရောက်ပုံကိုအင်္ဂလိပ်နဲ့ထုစစ်ထားပြီးအဲလောင်တွေကခက်ထန်တန်းကျုပ်တဲ့အတွင်ကိုစောင့်ကြည့်ခဲ့ပါရင်။အခုဒီရုပ်ထုတွေကတာမန်ရုပ်ထုတွေဖြစ်နိုင်ပါမလား။အားလုံးပြောတတ်ဘူးပေါ့ရှေ့မှာမြင်နေရတဲ့တကားလေးကိုအရင်ဝင်ကြရအောင် ။အကောင်းကမြေနေရာတဲ့တကားတွေကိုဝေဖို့ချက်တော့လှမ်းလိုက်တဲ့ရှိသေး။ကောင်လေးတော့မှရှိနေတဲ့ရုပ်တုလေးရုပ်ကအသက်ဝင်လှောက်ရှားလာပြီးတိုက်ခိုက်ပါလိမ့်ရော။ကိုလကမကောင်ကိုဆွဲလိုက်ပြီးနေရန်တော့ကိုကတ်သွားခဲ့သလိုလက်သေးကြိုက်ထားတဲ့မီးကြုပ်တွေလွတ်ကျသွားခဲ့ပါတယ်။ခေါလာသူတို့ကဘလို့စီးလဲမသိဘူး။ငါကျင်တဲ့ခြံကိုခန်းစားမိရဲ့ကွာ။ရှုပ်ရောနံရောတိုက်ခိုက်လို့ရတဲ့စကောမအတက်တီနဲ့လှုပ်ထားတာများလား။ ခုနစကားမစိုးခင်မှာပဲရုပ်တုတွေကအလင်းမြန်တဲ့အချိန်နဲ့ပြေးဝင်လာခဲ့ကြတယ်။ဒါပေမဲ့အနားမရောက်သေးခင်မှာပဲတန်ငွေကင်ထားတဲ့ကလေးနှစ်ယောက်သူတို့ရှေ့မှာပေါ်လာပြီးလက်နက်တွေကိုဂွေတွေနဲ့ရိုက်ထုတ်ပလိုက်တယ်။အခုဒီကလေးကဘာသူတွေလဲ။ခဏလေး။သူတို့ကဆရာတော်ရဲ့ကျောင်းသင်ခန်းကိုစောင့်ကြတဲ့ကလေးနှစ်ယောက်မလား။မောင်ကောင်းကဝမ်းသာအားရနဲ့ပြောင်းရည်ကြည့်လိုက်တော့အဆောင်လေးယောက်ကြားထဲမှာဂွေလိမ့်တန်းစုံရည်ပြေးလွှမ်းနေကြတဲ့တိတ်တိတ်ညီတော်ကိုမြင်လိုက်ရတယ်။ခဏဘာလို့ထဲဝင်ရော ။ဝါကောင်းကခွန်းလက်ကိုဆွဲပြီးတကားပေါက်တဲဝင်သွားတဲ့အချိန်သူရဲ့လေပင်းလေးပေါ်ကိုအေးဆက်ဆက်ရှာတတ်တာအရာတစ်ခုလာထိတာခံစားမိလိုက်ချင်း။အရာလေးကိုကျူးကျော်ဝင်ရောက်လာတာဘသူလဲဟေး။ရိုက်လို့ဆွဲတဲ့တန်တဲ့သူမိတော့ဒီကင်ထားတဲ့လူတချို့အုံနေရန်ဒီတဲကနေထွက်ပေါ်လာတယ်။မင်းရဲ့လေးရောက်တော့ဘေဘီကိုကြည့်လိုက်တော့လေပင်းလေးကိုဓာတ်နဲ့တိထားတဲ့ရဲမတ်တချို့ကိုမြင်လိုက်ရတယ်။အထင်ကြီးကယုတ်တိအပြောင်းလဲသွားတာမို့ပေါကောင်းနဲ့ကုန်းလာတို့ချင်းချင်းကြည့်လိုက်ပြီး ကိုလုံးရင်ကိုတက်သွင်းဖို့အလုံးသူတို့အသေးခွန်လာပြီဘာအကြောင်းလဲမှထိခိုက်အောင်မလုပ်ရအဲ့လိုဆွဲတဲ့ထွက်လာတယ်ဒါကြောင့်မို့ကိုလုံးရင်ကိုအသာပြင်ထားပြီးရဲမတ်တီခေါ်ရဲနောက်ကိုလိုက်ပါသွားခဲ့တယ်လမ်းနဲ့ရှောင်းမှာတော့လက်ရမျိုးစွာရေးဆွဲထားတဲ့နိုင်ရစီပတိပင်ပကံခိဘဘူးရုပ်ပုံတွေကိုညှိတွေးခင်ရတယ်အခွေးကောင်းတီပါတဲ့လေကားလေးကိုဆင်းလာပြီးချိန်မှာတော့ကြောက်သားနေပြုတ်လုပ်ထားတဲ့တကောင်းတစ်ချက်ရှိကိုရောက်လာခဲ့တယ် ရှေးပါပါလာတဲ့ရဲမတ်တွေကကြောက်တကားကိုတုံ့ပြန်လိုက်ရာမျက်စိကြိမ်လို့မတက်တောက်ပါနေတဲ့ရွှေရပစ္စည်းတွေကိုအပုံလိုက်ပုံလိုက်ငေးတွင်းလိုက်ရတယ်။အခန်းထဲမှာတော့လေးဘက်လေးတန်းကားတွေကြားရောက်နေတဲ့အင်းလေးအောင်ကြောင့်ဖြိုကနေပြက်ကနေတောက်ပါနေတဲ့ရွှေသလုံးပေါ်မှာအင်ဒရီရစွာထိုင်နေတဲ့အသက်90အရွယ်ဆရာတော်ဘောင်းကိုဘူးမြင်လိုက်ရတယ်။အခုဒီဆရာတော်ကဘယ်သူလဲ။ငါလည်းခုမှဘူးရတာတခါမှမမြင်ဘူး။ဘောင်းကစကားတော့ဆရာတော်ကပိုးတန်းလုံးလူညံလာတဲ့ ။သင်္ကန်းထဲကနေရွှေရောင်လုံဘူးလေးတစ်ခုကိုထုတ်ယူလိုက်ပြီးရှေ့မှာချထားလိုက်တယ်။တကားလေးတို့မှာကိုပြောက်စီရဲ့တလုံးပါလာတယ်မလား။ပါပါလေဗျာ။ပါလာရင်ဖြစ်တလုံးကိုဒီကလုံဘူးရဲ့ကိုထည့်လိုက်ပါ။ဒါနဲ့ဆရာတော်ကတပည့်တော်တို့ကိုစောင့်နေရသလား။ဒီဖေကိုတိရမတပည့်တော်တို့ထည့်ပေးပါမယ်။ဟုတ်တယ်တကားလေး။ဆရာတော်ကတကားလေးတို့နှစ်ယောက်ကိုတွေ့ချိန်လို့စောင့်နေရနှစ်ပေါင်းများစွာကြာရောပေါ့။ တပည့်တော်တို့ကိုတွေးကြလို့ဟုတ်လားဗျာအရှင်ဘုရားနဲ့တပည့်တော်တို့ဟာဘယ်လိုမျိုးပတ်သက်နေကြလဲဗျာဒီအကြောင်းတွေကိုပြောရရင်တက္ကရေ929နောက်ပိုင်းကာလတွေကအစပြောရမယ်ဒီဘုရားကိုတကယ်နရသူမင်းဟာယဟန်ပြူတွေသူ့ကိုပုံကံမှာကြောက်တုံးတဲ့အတွက်ယဟန်တွေလူထွက်ရအောင်နီးနီးပြပြနဲ့ကြံစီခဲ့ဘာလို့ကမာတွေကိုဘဝေးတဲ့နယ်ဝေးတွေဝေခိုင်းပြီးဘုံကြီးကြောင်းဝင်းတွင်မှာကောက်ခိုင်းစုခိုင်းခဲ့တယ် သူ့အချင်းကယဟန်ပြိုကြီးစိတ်မခံနဲ့လူထွက်မယ်ပေါ့ဒါပေမဲ့တင်းတလုံးမဖြစ်လာတော့ဒီချန်ကိုဆွံ့လွတ်ပြီးတော့ယဟန်တွေကိုလေပင်ဓာတ်တင်ချင်းချောက်လူထွက်ခိုင်းနေတယ်တချို့ယဟန်တွေကလူထွက်ရမှာကြောက်လို့ TOB ဘက်ကိုထွက်ပြေးကြသလိုတချို့ကြောင့်လည်းအသက်သာသေးခံပဲယဟန်ဘဝတော့မထွက်ဘူးဆိုရယ်စိတ်နဲ့အသေးခံခဲ့ကြတယ်အဲ့ဒီဖုန်ကြီးကတီဟိုကိုရောက်နေပြီမဲ့တကာလီတို့နှစ်ယောက်ကမင်းတို့ချစ်မြတ်လို့တဲ့ဒီမီပေါ်မှာကြံရင်နေခဲ့ကြတယ်ဒီမီကိုချစ်တဲ့စိတ်ဒီဒေတာကိုမြင်လို့တဲ့စိတ် ယဟန်ဘဝကိုမစွန့်လွတ်ခြင်းနဲ့စိတ်ကြောင့်မင်းတို့နှစ်ယောက်ဟာယဟန်ဘဝနဲ့ပဲရတ္တူဆိုတဲ့မင်းစိုးမင်းရဲ့တပ်ဖြတ်ခြင်းကိုခံခဲ့ရတယ်။ဒါဆိုတပည့်တော်တို့ကိုဘယ်လိုရှာတွေ့ခဲ့တာလဲ။ဘုန်းကြီးတီယိုမှာတရင်သုံးနေတဲ့အချိန်အရှင်အစ္စကောနာရောက်လာခဲ့တယ်လေ။အကြောင်းကတော့နရတ္တူဆိုတဲ့မင်းရုပ်လောက်ကြံခံရတဲ့ဒံယောင်နဲ့တည်ပြီးဆိုအောင်လာပြောပြခဲ့တာ။အဲ့ဒီတည်းဘုန်းကြီးလည်းတကာလေးတို့နှစ်ယောက်ကိုရှာဖို့မင်းငယ်ဘူး။ဒါကြောင့်အရှင်အစ္စကောနာက တကားလေးတို့နှစ်ယောက်တည်းရည်စူးပြီးဒီတလုံးကိုဖန်တီးပေးခဲ့တာပဲဓမေရတို့ကိုဓမယံကြီးဖျားပဲလာလိုက်ခဲ့တာလည်းအရှင်ဖျားပဲလားဟုတ်တယ်တကားလေးဆရာတော်ဥက္ကဏဇောတိကိုခွေတော်ပြီးတကားလေးတို့ကိုပို့ခိုင်းလိုက်တာပါဒီတိုင်းတာမန်ဆိုရင်တကားလေးကိုစိတ်ပေါ်သွားမှဆိုလို့အနောက်ချက်တွေပြီးကိုမိတ်လိုက်တာတပည့်တော်တို့အရှင်ဖျားရဲ့ဘွဲတော်လေးတည်ငွေရနိုင်ပါဗျာ။ ဘုန်းကြီးရဲ့ကွဲတော်ကပန်းတကူမတီလို့ခေါ်တယ်။တကာလေးကိုလည်းလောကီလမ်းမှာပေါင်းမြောက်အောင်နေကြပါစေ။ဆရာတော်မကောင်းတဲ့ခွန်လာတို့ရဲ့ခေါင်းကိုပုတ်ပြီးဆူတောင်းပြီးဟာလက်ကိုဝှင်းရမ်းလိုက်တဲ့ဆိုရင်ပဲရိတ်ထဲမှာလာတဲ့တလုံးဒီကလေးဘောပြန်တက်လာပြီးရွှေရောင်လုံးဦးရဲ့ကိုဝေရောက်သွားခဲ့တယ်။တကာလေးတို့ကပညာသင်စားပြန်ဖြစ်လို့ဒီကြလုံးကိုဆရာတော်ဦးခန္ဓာဇော်ဒီစီမှာအနှံ့ထားလိုက်ပါမယ်။အရှင်ပြောင်းကိုဖူးမြော်ခွင့်ရလို့တပည့်တော်တို့အတိုင်းချက်လို့ ဝမ်းမြောက်မိပါတယ်ဗျာသာဓုသာဓုသာဓုကိုနေရသားသမီးတွေအကျိုးကိုတည်ပိုးနိုင်ကြပါစေကွယ်ဆရာတော်ရဲ့ဒါရုခေါ်တဲ့အဆုံးမှာမောင်ကောင်းငယ်ကုန်းလာတို့ရဲ့နိုင်ယောက်ကယုတ်တိရဲ့လွှဲထွက်သွားပြီးခန္ဓာကိုယ်ရင်းကိုပြန်လဲဝင်ရောက်သွားပါတော့တယ်အကြောက်တရားအလံတရားတွေနဲ့တည်ထားရတဲ့တမယံကြီးဖျားလေးကနေပြတ်ထွက်လာခဲ့ကြတဲ့မောင်ကောင်းငယ်ကုန်းလာကမိမိအကြောက်တဲ့ပြည်သူတွေရဟန်းတန်ခါတွေကိုရရဆက်ဆက်တက်ပြတ်ခဲ့တဲ့ နဝေသူဆိုတဲ့ဘရင်ကိုရွှေရှာမုတ်တီးခြင်းနဲ့တခွားခွားပေါ်ပေါက်လာပါတော့တယ်။ပြည်သူများခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူဇေနာယာမညာရေးသားထားတဲ့အောင်မြတ်တာနဲ့ကိုပြောင်းတလုံးဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။နားဆင်ပေးကြတဲ့ပြည်သူတဦးတယောက်ချင်းစီကိုလည်းအထူးမင်ကျေးဇူးတင်ရှိပါတယ်ဗျ။ဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကိုကန့်ပဲဖြစ်ပါတယ်ခင်ဗျာ။